ဟင်းဒီဟင်းရွက်တွေနဲ့အရှိကန်စားတော့ကုံတချို့ကိုတွန်းလဲပေါ်တင်ပြီးရွာထဲလှက်ပတ်ဈေးရောက်နေသူကတော့အသက်20ရှောင်းနှစ်အရွယ်မတ်ဇင်ရွယ်ဦးပါသူ့ရဲ့ရည်မှန်းချက်ကတော့ဝါသနာပါတဲ့စက်ချုပ်အလုံးနဲ့အသက်မွေးဝမ်းကြောင်းပြုဖို့ပါပဲဒါပေမဲ့ဒေတာအတွင်းမှာဖြစ်ပွားလာတဲ့စစ်ပွဲတွေကသူ့ကိုဈေးသက်တယောက်ဖြစ်အောင်တွန်းပို့ခဲ့ပါလေအခုဆိုရင်မတ်ဇင်ရွယ်ဦးတို့တာမီနှစ်ယောက်ဘူးတိတော်မျိုးနယ်ကကြေးရွာတရွာကိုထွက်ပြေးတိမ်းရှောင်လာတာအချိန်တစ်နှစ်ကျော်ရှိခဲ့ပါပြီ နိုင်ငံတော်နဲ့စစ်တေးသုံးလပိုင်းဆန်လကပါညထရစတိကျတိလပါရဘုံတယ်လည်းနဲ့တန်ဒီအမျိုးကြီးကရပါရရပနေလို့ပါအဲထွဲပြီးလာဟာလေးကောအကျဲတိနေပြီးလာခဲ့ရဆိုပါအဲမရာဇဟာဆိုကတခုလေးတော့လောက်စားဖို့စားစားလောက်စားမှမသိသိပါနဲ့ရေဒီနောက်ဆုံးကအခုဆိုက0လို့စားပါရအင်းအယဟာအေအေပေတော့မလို့ဟူအယဟာအေစိတ်ပြီးချုပ်လာပြီးမှရေလောက်ဖို့စားပါမနဲ့ရေစစ်တွေမြို့မှာနေထိုင်ခဲ့စဉ်ကမိခင်ကစစ်တွေမြို့မှာဈေးတယ်ဟင်းသီးဟွက်ရောင်းခဲ့တဲ့ဈေးတယ်တယောက်ပါ 2024ခုနှစ်ဖေဖော်ဝါရီလ29ရက်မှာစစ်တွေမျိုးမဈေးတဲကိုလက်နက်ကြီးကြီးကြားရောက်ပောက်ကွဲပြီးလူများပြားတေဆုံးဒဏ်ရာရခဲ့တဲ့နောက်ဈေးရောက်တဲ့အလုပ်ကိုရပ်နားခဲ့ပါတယ်။အဲဒီနောက်မြို့အနီးအနားမှာတဖြည်းဖြည်းပိုဆိုးလာတဲ့စစ်ရေးအခြေအနေတွေကြောင့်တာမီနှစ်ယောက်စစ်တွေမျိုးကနေထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြတာလည်းဖြစ်ပါတယ်။သူဝါသနာပါတဲ့ဆက်ချုပ်ပညာကိုသင်ယူနေတဲ့အချိန်မှာ ရဲစွန့်ခွာထွက်ပြေးတင်းရှောင်လာရတဲ့အတွက်ပုံပြီးခံစားရတယ်လို့မက်စင်တွေကပြောပြပါတယ်။အခုစားပဲတဲလင်းလိုရဖို့ဆိုရင်အခုဆိုကတခုလေးစဉ်းစားလို့မရပါလေ။အဆက်တည်တည်အောင်လို့ဖဲလို့စားလို့လို့စားလို့နေ။ဘဝတနာကတော့ရေချိုဆဲခုဆိုတော့တည်းသူအေးပိတို့မဖဲတဲ့ချက်ပါနဲ့ရေပဲ0ကစကားပို့လို့ခဲခဲပါလေရာပဲလို့ရောဆိုတိဆိုကုတ်ပောင်ပဲ။အေးအေးအချင်းစားကုတ်မှုဖို့ကရှိပါမနဲ့တော့ခဲစားရပါတဲ့။အလုတ်ကင်ခွန်းလန်းနေပါတဲ့ကြေးလက်ဒေသမှာစပေးဒုက္ခတွေဖြစ်နေဖြတ်တန်းနေရတာအချိန်ကြာလာလေလေ။ ။တမီးရဲ့အနာဂတ်အတွက်ရဒမအေးဖြစ်ရလေလေပဲလို့မတ်စင်ွယ်ဦးရဲ့အသက်54နှစ်ရွယ်မိခင်ဒေါ်မတ်စိန်ဖြူကပြောပြပါဗျ။ရမဆိုဟိုမှာဟောင်းရွှဲလို့လော်ဘက်ခီလေအမိမဆောင်ပြလဲလို့လဲဆော်လေတော့အခုရောက်ပြီလို့အခုအမရကိုလေးမရောင်းရဲအရောင်းကိုလေးမရောင်းရဲအေမာကတဘရန်ပရင်းဆိုတဘရန်ပရင်းဟိုထရာတင်ဒီကဇာလောက်ထွက်လာလို့လည်းမသိရပိုးမှာကဝမ်းထဲမှာထိဖို့လို့နေရဖရစ်ကိုဆဲလို့မနေချင်တဲ့အိမ်ချင်းချင်းလေးထဲမှာခလုံရင်ထမင်းနဲ့မအောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့မက်ဇင်ရယ်ဦးတို့တာမီနှစ်ယောက်ရဲ့အဖြစ်ရှင်ဆုံးဆန္ဒကတော့ တိုက်ပွဲတွေအမြန်ပြီးဆုံးပြီးကိုယ့်အိမ်ကိုပြန်နိုင်ဖို့ပဲဖြစ်တယ်လို့မက်စင်နယ်ဦးကပြောပြပါတယ်။အဲဒီဆိုတဲ့လနာဘူးနဲ့မူခါသာဆိုလို့တော့ဘယ်မူကိနဲ့နင်ကိလဲလှဲ့ကိလဲပါလေ။မလလေးတော့ကမှရောဆန်းနေတဲ့နဲ့အဆောင်ပဲရပါစတိပဲအခဲခဲချင်းတိမလို့ရှောက်ပါမနဲ့။အဲတိုက်ပရာထားကုန်းဖို့ပဇာကရပြထွက်ခဲ့ပါလေ။တိုက်ပရာထားဆိုကိုယ့်မှာကိုနေကကိုလို့ရှင်နဲ့ကိုဟိခုပါမနဲ့။အဲထဲတုန်နေနေရှင်မောင်းပါနဲ့ကိုယ့်မှာကိုအခုဆိုရတဲ့နင်ကစတိတော်အခဲခဲပေါင်ပဲပါမနဲ့။ဒါပေမဲ့ရစတိတဲ့ကောပဲနင်းတိုက်ပါမနဲ့ရင်းတော်ပြီးပါလေ။ရခ ိုင်းပြည်နယ်18မြို့နယ်အနက်14မြို့နယ်ကိုတိမ့်ပိုက်ထိရှုပ်ထားတဲ့အရကတက်တော်အေဟာနောက်ဆုံးလက်ကျန်မြို့နယ်၃ခုထဲကစစ်တွေနဲ့ကြောက်ဖြူမြို့နယ်တွေမှာအင်အားတွေဖြစ်တင်းပြီးနေရာယူလာတာကြောင့်တိုက်ပွဲတွေဆက်ရှိနေပါတယ်။ဒီတော့မတ်ဇင်ွယ်ဦးတို့လိုမြို့နယ်အတွင်းကြေးရွာတွေကတောင်းနဲ့ရှိတဲ့ဒေသခံတွေလည်းဒီကနေ့ထိဘေးလွတ်ရာမှာထွက်ပြေးတိမ်းရှောင်နေကြဆဲဖြစ်ပါတယ်ခင်ဗျာ။